လွတ်တော်တက်တဲ့၅နှစ်အတွင်းကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုပါတီ၁၈ခုကပြည်သူ့လွတ်တော်ကိုယ်စားလှယ်တဦးချင်းစီနဲ့တမတော်သားကိုယ်စားလှယ်တဦးကအတွေ့အကြုံတွေလွတ်တော်တက်တဲ့အတွင်းအားကောင်းချက်အားနည်းချက်တွေကိုနှုတ်ဆက်စကားပြောကြားခဲ့ကြပါတယ်။ဖလုံဆောက်ဝပါတီကိုကိုစားပြုပြီးနန်းစေဝကနှုတ်ဆက်စကားပြောကြားရမှာကရင်ပြည်နယ်မှာလည်းသိမ်းရသိမ်းကိစ္စတွေနဲ့ပတ်သက်ပြီးဒီတက်တဲ့အတွင်းပြည်လဲအောင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြတဲ့အောင်နဲ့လာမယ့်အစိုးရလက်ထက်အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်မယ်လို့မျှော်လင့်ကြောင်းပြောပါတယ်။လာမယ့်လွတ်တော်တက်တဲ့မှာ မတရားသိသိခံရတဲ့လယ်သမားများကိုမူနပိုင်ရှင်အမှန်နဲ့တဲသို့ကြံလေရရှိရပဲဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးလိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်။သို့ဖြစ်ပါ၍နောက်လာမယ့်လွတ်တော်တွင်ကိုတိုင်းကိုကြတင်ပြခွင့်မရတော့လဲအနေညထားတဲ့ရွေးကောက်တင်မြောက်ခံထားရတဲ့လွတ်တော်ကိုယ်စားလှယ်များနေခြင်းပါတီဆွဲပုဂ္ဂိုလ်ဆွဲမထားပဲဒေသခံပြည်သူများရဲ့အကျိုးအတွက်မိမိတို့ရဲ့ပါတီနေခြင်း ဆိုဆိုလေးရှိပါကြောင်းနဲ့ကြောင်းလေးလူတို့မေဆာနာရှင်ပြည်သူများရဲ့ဆန္ဒကိုအပြည့်အဝအကောင့်တွေပေါ်ပြီးနိုင်တော့လွတ်တော်ကိုယ်စားများဖြစ်ကြပါလေလို့ဂုဏ်ပြုနှုတ်ဆက်ဆုတောင်းရင်းနှိကုံးချအပ်ပါတယ်ရှင်။ရခိုင်မျိုးသားပါတီ ANP ကိုသာပြည်သူလူတော်ကိုယ်စားလှယ်ဥပရှင်ကနှုတ်ဆက်စကားပြောပါရယ်။တောင်တချေရွေးကောက်ပွဲကိုအကြောင်းပြုပြီးတော့ကျွန်တော်တို့တော်တော်ရောက်လာကြရယ်တော်တော်စတင်ခါစားတုန်းကတော့ ျွန်တော်တို့ဒီကလည်းကြံတဲ့အဖွဲ့အစည်းကပုံကိုယ်ကြီးကိုမသိကျွန်တော်တို့ဒီကိုလည်းဘလူတွေကမှမသိကျွန်တော်တို့ကလည်းဝေးလာခေါင်းတည်တဲ့ဒေသကြီးကလာကြတယ်ဆိုတဲ့အခါတရားနဲ့တရားသိကြခင်မမှုမရှိတာလဲပါမှာပေါ့လေစီမီစီကနေတော်တော်လေးတင်းတင်းကြပ်ကြပ်ကျွန်တော်တွေ့ခဲ့ရပါတယ်ဒါပေမဲ့နောက်ပိုင်းမှာပုံကိုယ်ကြီးယင်းဒီခင်မလာကြတာကြီးရဲ့ ရောင်နေတရားဆက်ဆံဘုံဆက်ဆံဤဒီကိုလည်းနားလည်လာကြရာဒီကြောင်းတင်ကြမှုဒီဖြေလျှော့လာရာကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့လည်းလွတ်တော်ရဲ့တက်တံခလေလောက်မှာကျွန်တော်တို့ဖြေလျှော့ထားရဲ့အချိန်ဒီထွေးဦးနေနေပြန်တင်တာကျွန်တော်ကြုံခဲ့ရပါရဲ့ဒါတွေကလည်းကျွန်တော်တို့လွတ်တော်မှာလိုအပ်တဲ့ တိရှောမှုတွေတခါတလေလဲကျွန်တော်တို့တော်ကိုယ်စလေဒီရဲ့လှုပ်ဆောင်ချက်တွေရဒီလိုတင်းကြမှုတွေအန္တမှုတွေလိုတဲ့အတွက်ကြောင့်ဆိုတာကျွန်တော်တို့နားလည်သဘောပေါက်ခဲ့ပါရဲ့ရှန်တိုင်းသားများဒီမိုကရက်တစ်ပါတီကိုစားပြုပြီးပြည်သူ့လွတ်တော်ကိုယ်စလေဦးရထွန်းကပြောကြပါဗျဒုတိယအချက်အနေနဲ့ထောက်ပြလိုတာကတော့ခင်းနဲ့မလျော်ညီတော့တဲ့ဥပဒေတွေကို ပြင်ဆင်ဖြည့်ဆွတ်ပယ်ဖျက်ဖို့တာဝန်ရှိတဲ့လွတ်တော်ဟာ အင်္ဂလိပ်ခေတ်ကပြတ်ထန်းခဲ့တဲ့ဥပဒေတွေကိုပြင်ဆင်တဲ့အခါမှာမြန်မာဘာသာနဲ့ဥပဒေကျမ်းတင်ဆွေးနွေးတာကိုခွင့်မပြုတာပဲဖြစ်ပါတယ်။ဒါကြောင့်အင်္ဂလိပ်ဘာသာနဲ့ပြတ်ထန်းထားတဲ့ဒီစဲဥပဒေများကိုခင်းနဲ့လျော်ညီအောင်ပြင်ဆင်ဖို့ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များကထိထိရောက်ရောက်မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။အမှန်ကတော့ပြင်ဆင်လိုတဲ့မူရင်းပြတ်ထန်းချက်အပိုက်ပြင်ဆင်ချက်ဥပဒေကျမ်းနဲ့ လွတ်တော်တွင်ဆွေးနွေးအတည်ပြုတာမှန်သမျှမြမလူဆောင်ရွက်ပြီးပြည်တော်စုလွတ်တော်ကအတည်ပြုပြတ်ထန်းပြီးတဲ့အခါမှသာအဲ့ဒီနောက်ဆုံးအတည်ပြုချက်ကိုအင်္ဂလိပ်ဘာသာပြန်ဆိုလိုက်ရင်ဒီကိစ္စဟာအလွယ်တကူဆောင်ရွက်နိုင်တဲ့ကိစ္စဖြစ်ပါလေတမတော်သားကိုယ်စားလှယ်တွေကိုကိုစားပြုပြီးဘုံမှုကျုံမောင်မောင်ကပြောကြပါတယ်ဒီလိုချင်းလွတ်တော်သက်သမ်းမှာတမတော်သားလွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ပထမချင်းလွတ်တော်သက်သမ်းတွေက အတွေ့အကြုံတွေကိုအခြေခံပြီးအစ်စ်ပါဝင်နိုင်မယ်ပါဝင်လာမယ်လွတ်တော်ကိုယ်စားလှယ်နဲ့အတူနိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများအကျိုးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီမျိုးသားနိုင်ငံတော်ကိုဒီဇိုင်းမမဆက်လက်ဆောင်သွားဖြစ်ပါကြောင်းတင်ပြရင်းဒီကောင်းကျော်ပါခင်ဗျာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုစားပြုပြီးပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးဝင်းထိန်ကနှုတ်ဆက်စကားပြောပါတယ်ဒီရဲ့ဒီကောင်ပဲမာလေကျွန်တော်တို့ဖွဲ့ချုပ်က တဏ္ဍာရုံတိုင်တာနဲ့တော်တော်မဆန်တာလေစူးစူးပေါင်းရဲ့80ရာခိုင်နှုန်းကျော်နိုင်ရခဲ့ပါလေဒီလူကဘယ်အောင်ရောခုစီ6ရက်ပြေခဲ့တဲ့ဒီတော်စုရေကောက်ပဲကောင်းရှင်းအောက်ခံရတဲ့ကွာကောင်းရှင်းအခွဲဝများအားလုံးလည်းဂုံပြပါတယ်ဆိုတာကိုအခွင့်ကြုံတင်ပြရပါတယ်အရှင်းသိလို့နောက်တစ်ချက်တင်ပြချင်တာကတော့ကျွန်တော်မြူသားဒီမိုစီခွဲချုပ်တာ1990ခုနှစ်ရေကောက်ပဲမှာတကယ် 2012ခုနှစ်ကျပြရွေးကောက်ပွဲမှာဒီကြိမ်ခုနောက်ဆုံး2015ရွေးကောက်ပွဲမှာဒီကြိမ်3ကြိမ်တိုင်တိုင်ရှစ်ဆိုင်ကိုင်းလုံးကျော်နဲ့အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်ဒီဖြစ်ကိုစသစ်ကြည့်မယ်ဆိုရင်ဒီလူတို့အများစုရဲ့ရင့်ကျက်တဲ့ဒီမိုကရေစီနိုင်ငံရေးအမြင်ဟာနှစ်ပေါင်း30ကအထိတည်တတ်နေတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ရွေးကောက်ပွဲကိုအောင်ရတဲ့ကြောင့်ကျွန်တော်တို့အားရဝမ်းသာဖြစ်ခဲ့ကြတယ်လို့ ်အနာဂတ်မှာထပ်ဆောင်မယ်တောင်းအပ်သီးသီးရဲ့ကြီးမားလေးနဲ့ပုံကိုရသတိမိကြပါတယ်ယောလိရဲ့ကြီးမားစွာနဲ့ထောက်ခံအပ်ပေးတဲ့ဤသူလူတို့အတွက်အများဆုံးနဲ့အထီတော်ဆုံးဘယ်လိုအကျိုးပြုလုပ်ငန်းတွေနဲ့ပတ်ဖို့အကောင့်တွေခေါ်ဖော်ရမယ်ဆိုတဲ့အချက်တွေလည်းအလေးနဲ့ပြင်ဆင်ကြပါလိမ့်ကျန်းကန်ဖွံ့ဖြိုးရေးပါတီကိုကိုစားပြုပြီးပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးထေးဦးကနှုတ်ဆက်စကားပြောပါတယ်။မကြာမီရက်တွင်းမှာ ြည်သူများကယုံကြည်ရွေးချယ်ထားသူကိုယ်လှယ်များနဲ့နိုင်ငံတော်သည့်အစ်ဆောင်ရေးအတွက်တတော်ဆိုင်ရာရေးပါတဲ့တာဝန်တွေကို ပြောင်းလဲဆောင်ရွက်ကြတော့မှာဖြစ်ပါတယ်။စတင်ဆောင်ရွက်စမှာအခက်အခဲမရှိအောင်တတော်ပိုင်းကဆောင်ရွက်ပြီးနေလို့ကောင်းဒီတွေကလည်းပြင်ဆင်ပေးထားတဲ့အတွက်အစီအပြေချုံးဝေးစွာဆောင်ရွက်နိုင်ကြမယ်လို့ယုံကြည်ပါတယ်။၂၀၁၀ရွေးကောက်ပွဲပြီးမှာ စတင်ဖွဲ့စည်းတာကအတွေ့အကြုံရှိသေးတဲ့တော်တော်ဝန်ထမ်းတွေအနေနဲ့လည်းနာနိတာကာလအတွင်းလေးလာတင်မှုများရရှိခဲ့တဲ့အတွက်ထောက်ကူပြုနိုင်မှာဖြစ်ပါတယ်ကျွန်တော်ပါဝင်တွတ်တော်ကူလေအများစုကလာမဲ့တွတ်တော်မှာမပါဝင်နိုင်ကြတော့ပြီမဲ့နိုင်ငံတော်နဲ့နိုင်ငံသားများအကျိုးအတွက်ဆက်လက်ဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ဒါအပြင်သူရဦးရှင်မန်းကလွှတ်တော်တက်တန်းတွင် ပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေရှိနေပေမဲ့လက်တွေ့အကောင့်ထဲပေါ်မဲ့ဤဥပဒေလုံထုံးလုံနည်းတွေပြဋ္ဌာန်းပြီးပြီလားသက်ဆိုင်ရာဌာနတွေကလိုက်နာကြရလားစတဲ့အချက်လက်တွေကိုလည်းလွတ်တော်ဘက်ကစောင့်ကြည့်ရမှာဖြစ်ကြောင်းမရှိသေးဘူးဆိုရင်လွတ်တော်ဘက်ကအားနည်းချက်ဖြစ်ကြောင်းလည်းပြောပါရယ်ဒီနေ့ပြည်သူ့လွတ်တော်နောက်ဆုံးနေ့အစည်းအဝေးကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းနဲ့တိုင်းသူပြည်သားတွေနဲ့ဝိုင်းဝန်းကူညီခဲ့သူတွေကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါရယ်ခင်ဗျာ